အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေအားလုံးကိုကြိုဆိုပါရစေကျွန်တော်တို့ရဲ့ channel ကနေစိတ်ဝင်စားဖို့ရဇလန်းကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးလျက်ရှိပါတယ်ဒီနေ့မှလည်းစာရေးသူယင်မင်းကံမလူရေးသားထားတဲ့ဘွားမေစိန်နဲ့တင်းញိုင်းထိတ်ကလူဆိုတဲ့ဇလန်းအစအဆုံးကိုတင်ဆက်ပေးမှာပါဇလန်းမစတင်ခင်မှာကျွန်တော်တို့ရဲ့ channel ကိုလည်း subscribe နဲ့အားပေးကြပါအောင်ခင်ဗျာဗီဒီယိုတစ်တန်းတိုင်းမှာသိရှိစေဖို့အတွက်လည်း notification လေးကိုနှိပ်သွားကြပါအောင်ခင်ဗျာဘွားမေစိန်နဲ့ တင်းញိုင်းထိတ်ကလူအစာဆုံးတနေ့မှာတော့ဘွားမယ်စင်ရဲ့နေအိမ်တို့ မောင်တိုးနေမောင်အုံးတို့အတူတူရောက်လာခဲ့ကြတယ်ဟဲ့နှစ်ယောက်အဝိစားတွေပိုင်းနဲ့ဘယ်သွားကြမလို့တုံးအဲ့လိုတော်ဝင်းကသူတို့နှစ်ယောက်ကိုမီးငော်ကမီးလိုက်တယ်ထန်းလျက်ခုံမှာဝင်ထိုင်ဖို့အတွက်ပြင်နေတဲ့မောင်တိုးကဟာဗျာအကြီးပြောပုံကြီးရလေကျုပ်တို့ဟာအဝိစားမဝိတဲ့ကောင်းကြီးကြနေရပဲဗျာအဲ့လိုစူးစူးပူပူမျက်နှာထားနဲ့ပြောလိုက်တော့ တော်ဝင်းကတဘောကြစွာနဲ့တဟာကြီးမောတော့တယ်။ကြီးမောလို့ဝါလီပြီးမှမဟုတ်ပါဘူးဟဲ့။နင်တို့ကခါတိုင်းထထူးနေလို့ပါ။ခါတိုင်းဆိုရင်စွတ်ကျဲအပြင်းနဲ့နေနေကြတယ်ကောင်းကြီးကအခုကြတော့တန့်လို့ပြန်လို့ဆိုတော့ဘယ်ဟိုများသွားမလို့တုံးဆိုပြီးမေးတာပါဟဲ့။ဟုတ်တော့လေဟုတ်သားဗျ။ကျုပ်တို့တငယ်ချင်းတရားရင်မင်္ဂလာဆောင်သွားဖို့လုပ်နေတာအကြီးရဲ့။မင်္ဂလာဆောင်ကဘယ်မှာတော့ဟဲ့။အင်းတိုင်းရွာမှာဗျ။ဟော ဒါဆိုဘယ်နှစ်ရက်လောက်ကြာမှာလဲမကြပါဘူးကြီးရပွဲပြီးတာနဲ့ပြန်ခဲ့ကြမှာပါအဲ့ဒါဘွားကိုအကျိုးအကြောင်းလာပြောပြတာတော်နေတုတ်တုတ်လိုက်ချနေမှာဆိုလို့ဗျအေးပါကွယ်သွားစရာရှိတာသွားကြပါဒီရက်ပိုင်းနဲ့ခီးထွက်စရာမရှိသေးပါဘူးကွဟုတ်ကဲ့ဘွားဒါဆိုရင်တော့ကျုပ်တို့သွားလိုက်အောင်ပဲဗျတော်နေဆိုရင်နေပူတော့မှာအေး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 အဲ့နကောင်တေးအောင်လဲတောက်မနေကြနဲ့ဦးနော်ရွာကိုလဲတေးချပြန်ခဲ့ကြအောင်စိတ်ချပါကြီးရဲ့ မောင်တိုးနဲ့မောင်အုံတို့ဘွားမယ်စင်ကိုနှုတ်ဆက်ပြီးတော့ရှံဝိုင်းနေရာနေထွက်လာကြတယ်။မောင်တိုးမောင်နဲ့လှင်းနဲ့အင်းလိုင်းရွာကိုထွက်လာခဲ့ကြတယ်။အင်းလိုင်းရွာရဲ့မင်္ဂလာဆောင်ကိုရောက်တော့ဟာဟိုမှာတောင်းထွန်းသားတွေလာပြီဟဲ့။လာကြကွာတတိုးသားကြော်စန်းဟာမင်းတို့မျောနေတာကွာ။အင်းလိုင်းရွာသားများက မျက်မှန်တမ်းပြီးနေကြတဲ့မောင်တိုးတို့နှစ်ယောက်ကိုဝမ်းသာအားနဲ့ကြိုဆိုကြတယ်။တတိုးသားကြော်စန်းကလည်းမောင်တိုးတို့ကိုမြင်တော့ဝမ်းသာတကြီးနဲ့ မင်းတို့လာမလာဖမလားလို့ကွာငါတို့လာမယ်လို့ဂတိပေးထားပဲကွာ ဖြစ်အောင်လာမှာပေါ့အေးအေးအေးအခုတော့ထမင်းစားထားကြအောင်မင်္ဂလာပွဲပြီးမှာပဲဝိုင်းတည်ကြမယ်တတိုးသားကျော်ဆန်းစကားကြောင့်မောင်တိုးတို့ ပြုံးကကောင်းကျင်းကြတယ်သူတို့လျောက်လာတဲ့အချိန်ကနောက်ကျတာကြောင့်ဧည့်သည်များတော်တော်ကိုနည်းနေပြီဖြစ်တယ်လာငါညီတို့အကိုတို့လိုက်ပို့ပြီးမယ်ရွာသားတွေကမောင်တိုးတို့ကိုထမင်းဝိုင်းစီသို့ခေါ်သွားတယ် မင်္ဂလာဆောင်မှာဝတ်သားချက်ပဲပြုတ်နေဟင်းဂျူကြီးတည့်ရချင်းတုတ်တုတ်ကိုကျွေးမွေးတယ်။မောင်တိုးနဲ့မောင်အုံးကစားစားနဲ့စားလိုက်ကြတာ။စားပြီးတော့သူတို့ကိုစောင့်နေကြတဲ့ရွာသားများမှာလာငန်းကြီးတို့တို့ဝိုင်းပြီးရင်တခြားဝိုင်းကိုပြောင်းကြမယ်ကွာ။ဟိုတည့်ရပြင်အောင်မှာအခုဝိုင်းတည်ထားတယ်ကွာ။ရွာသားတွေအနောက်မှာမောင်တိုးတို့လိုက်သွားကြတယ်။ရွာသားတွေကသူတို့နှစ်ယောက်ကိုတော်တော်ခင်ကြပုံရတယ်။အရေးရတဲ့တည့်ရပြင်အောင်မှာလူထိုင်လို့ရစီရန်အတွက် ဖြာချမ်းများကိုခင်းထားပြီးတော့ဇပွဲဝိုင်းတဝိုင်းလင်းရှထားပြီးလေတယ်။ထိုနေရာမှာမင်္ဂလာဆောင်မန်းတက်နေလေမြင်နေရတယ်။ထိုင်ကြကွာ။မောင်တူတို့လည်းရွာသားတွေနဲ့ဝိုင်းဖွဲ့ကထိုင်လိုက်ကြတယ်။ရွာသားတယောက်ကထညက်အရက်များကိုငှဲ့ပင်းကြီးကနေငါညီတို့ကတောင်းထွန်းရွာကပွားမိတ်စိန်ဆိုတဲ့အမေကြီးနောက်ကိုလိုက်နေကြတာမဟုတ်လား။ဟုတ်ပါတယ်။ဘာဖြစ်လို့လဲဗျ။အော်ဘာမှမဟုတ်ပါဘူးကွာ။အမေကြီးကတိတ်ကိုစွန်းနေလို့ကြားဘူးလေကွာ အမေကြီးနောက်ကိုလိုင်းင်းနဲ့ကြုံခဲ့ရတာလေးပါလေပြောပြပါအောင်ကွာအကိုတို့လည်းကြားဘူးသွားတာပေါ့ကိုမောင်ချူတို့ကတော့စကားပြောတော်ချက်ပြူဟုတ်တယ်ကွာငါတို့လည်းသိကျင်နေကြတာပြောပြလို့ရရင် ပြောပြပါကွာရွာသားတွေကသိကျင်ကြတော့မောင်တိုးနဲ့မောင်အောင်လည်းတယောက်မျက်နှာတယောက်ကြည့်လိုက်ကြတယ်ပြီးတော့မှကဲပါမောင်တိုးရေမင်းပဲပြောလိုက်စမ်းပါအဲ့လိုအုံမောင်ကပြောလိုက်တော့မောင်တိုးလည်းခေါင်းကိုညှင့်ပြီးတော့သိကျင်နေဆိုရင်လည်းပြောပြတာဟုတ်ရအဲ့လိုပြောပြီးတော့ရွာသားတွေဝမ်းသာသွားကြတယ် ဒါမှငါညီလေးကွာမင်းတို့တွေပြောစရာရှိလားပြောကွာအကျင့်နဲ့အမိအတွက်တော့စိတ်ချဂုံသွားရင်ငါတို့ကဖြည့်ပေးမယ်ထញ្ញက်အရပလင်းများကလည်းနဘေးနာမှာလေးငါလုံးလောက်ရှိနေတယ်အမိဖြစ်နေလက်ဖက်တော့ညီပဲလို့အပြင်ကြက်တကောင်လည်းကြော်ချပေးထားတယ်မောင်တို့ကလည်းဘွားမယ်စိတ်နဲ့သူတို့တွေလိုက်စင်ကဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်ကိုပြန်လေကပြောပြခဲ့တယ်ထញ្ញက်အရလေးကိုမောတော့လိုက်အမိလေးစားလိုက်ပြောစရာရှိတာပြောလိုက်နေတော်တော်ဟန်ကြနေကြတယ်မောင်တို့တရအရင်လေးဝင်တော့ ြောရတာပိုပြီးကောင်းလာသလိုနားထောင်သူတွေကလည်းစိတ်ဝင်စားနဲ့နားထောင်နေကြတယ်။ထို့ရက်တောင်းရင်နားထောင်လိုက်နဲ့လှုပ်လီလိုက်ကြစဉ်မင်္ဂလာဆောင်အတွင်းမှာဝိုင်းကူနေကြသူများစီက"ဟေးမိသိငါတောင်းထားတာပြီးနော်။မဟုတ်ရင်ဒီနေရာမှာတင်နေသိမယ်။ဟုတ်တော့ကိုအောင်ထွန်းရင်တုတ်ကဘရပတ်စံရှိမှလေ။အခုတောင်မင်္ဂလာဆောင်ဝိုင်းကူနေလို့ထမင်းလေးစားတာတော်ပါတော့တော်ကြုတ်ချက်လို့ပါ။မသားမတေးချင်းနေပြီထင်တယ်" ထိုအတန်များကြောင့်မောင်တိုးတို့လည်းစကားစာပြတ်သွားပြီးအတန်လာရာစီတို့ကြိတ်ကုန်ကြတယ်။အသားမဲမဲအရက်ကရှိရှိသပင်ဘုဒ္ဓကြီးနဲ့ပဆိုးကိုတူတူဝစ်ခါအပေါ်ပိုင်းဗလာချင်းဝစ်ထားနေတဲ့လူကသူ့ရဲ့မိမဖြစ်ဟန်ထူတဲ့အမျိုးသမီးကိုငောက်ဟဲရိုက်ဟဲနေရံမှုနေရိုက်ကိုအောင်ထွန်းတောင်းရမ်းနေပြန်ပြီဟိုအောင်နေဒီလူကိုအရက်တစ်ပိုင်းလောက်ပေးလိုက်စမ်းပါကွာတတို့သားကြော်ဆန်းကမနေနိုင်စွာနဲ့မောင်တိုးတို့ဝိုင်းကထညက်အရက်တစ်လုံးကိုယူကပေးလိုက်တယ်ထိုအခါကျမှ ဘိုးမောင်ထွန်းဆိုတဲ့လူကကျင်းနဲ့သွားဟန်နဲ့လှည့်ထွက်သွားတယ်။ဒီဘိုးတော်ကြည်ရတာမိမဟုတော်တော်နိုင်မုံရတယ်ဗျ။အမလေးကွာ။နိုင်တာလဲပြောမနေနဲ့။ဒါတော့မှဒင်းကမိမတယောက်ပြီးတယောက်ကိုယူနိုင်သေးတယ်ကွာ။ဟာဗျ။ဒီလူကမိမတယောက်ပြီးတယောက်ယူတယ်။ဟုတ်လား။မောင်တူးကအံ့ဩစွာနဲ့မေးလိုက်တော့ရွာသားတွေကလည်းခေါင်းငင်ကထောက်ခံကြတယ်။ဟုတ်တယ်ကွ။ဒါကတတိယမိမပဲ။ပထမမိမကသူ့တံကိုမခံနိုင်လို့ဆိုပြီးလူလောကကနေအစောစီထွက်သွားရှာပြီ ခတိလီလည်းဟိုရောက်ဒီရောက်ပေါ့ကွာဟုတ်ဒုတိယမိမကလည်းအခုလိုပဲရိုက်လိုက်အရက်ဖိုးတောင်းလိုက်တန်းကိုမခံနိုင်လို့ဆိုပြီးထွက်ပြေးသွားတာဘယ်ရောက်သွားမှန်းကိုမသိပါဘူးကွာဒါကလေတတိယမြောက်ဟိဘယ်လိုလာမယ်မန်းတော့မသိသေးပါဘူးကွာဟောဗျာဒီလိုအသားကမင်းလူကပိန်ရှိရှိသွားကလည်းကွန်းကျိုးတွေမင်းနေတဲ့လူမှယူတဲ့မိမရှိသေးလားဗျာအံ့ဩပါဗျာမောင်တို့ကလည်းကွာမင်းမစွန်နိုင်သူများကိုပြောမနေစမ်းပါနဲ့ကွာမဟုတ်တာကိုအိုးကြီးက လောကကြီးကမတရားလို့ပါဗျာဘာတွေမတရားတာတုံးกว่าအခုကြည့်လေဗျာအလုံးမရှိရဲ့ပြင်မိမာစီကအရက်ဖိုးတောင်းတောက်နေတဲ့လူတော်မှမိမာတွေပြောင်းယူနိုင်သေးတာကျုပ်လူလူရောလူကောင်းလေးရအလုံးစုလဲလောက်တာ ပြောမနေနဲ့ဥပိုးတောင်းနွားနဲ့ပြိုင်းတူတောင်ယုံနိုင်သေးတယ်ဗျအဲ့ဒါလိုလူကြတော့ယူခြင်းနဲ့မိမာမရှိဘူးလေဗျာဒါကမတရားဘူးလေဗျဒီကောင်တော့ကွာပြောလဲပြောတတ်တယ် မောင်တို့ရဲ့စကားကြောင့်အလုံးကသဘောကျသွားပြီးတဟဟနဲ့ရီမောကုန်ကြတယ်။အဲ့လိုနဲ့ထញ្ញံအရက်လေးတောက်လိုက်စကားလေးပြောလိုက်နေပင်နေကစောင်းသွားခဲ့ပြီ။ကဲငါကောင်နီမင်းတို့တွေတို့ရွာမှာပဲညအိတ်လိုက်တော့ဟာမအိတ်တော့ပါဘူးဗျာ။ဟာအိတ်သွားပါကွာမင်းတို့ဒီပုံစံကြီးနဲ့မပြန်ကြပါနဲ့။ပြန်နိုင်ပါလေဗျ။တို့တို့တွေဒီလောက်နဲ့တော့မမူးသေးပါဘူးဗျာ။ပြောမရဘူးဆိုလဲပြန်ဖို့ကွာ။ဟော်ဒီယာလက်ကျန်အပိုင်းလေးလေးကိုအောင်တောက်သွားအောင် တောက်ပါကုံအောင်တောက်ပြီးမှပြန်ပါပါဗျာတတူတာကြော်စန်းကတားမရတော့မောင်တူတို့နှစ်ယောက်ကိုအရက်တာအဝတိုက်လို့နေရပါလေအတော်လေးမောင်လာတော့မောင်တူတို့လည်းတတူသားနဲ့ရွာသားတွေကိုနှုတ်ဆက်လို့နွားလေးလေးနဲ့ပြန်လာဖို့ပြင်းကြတယ်နေုံကွာယော့ဒီမှာမင်းတို့တွေလမ်းမှာတောက်ဖို့တော့ယူသွားကြယေစုတင်နေကွာငါတို့လမ်းမှာထပ်ပြီးတော့ဖြည့်လို့ရတာပေါ့အေးအေးအေးတေချာလေးလည်းပြန်ကြအောင်မင်းတို့ရွာကိုပြန်နိုင်ရတာတေချာတယ်နော်တေချာပါတယ်ကွာ ထញ្ញက်အရက်နှလုံးကိုကြော်စန်းကလှဲပေါ်မှာတင်ပေးလိုက်တယ်အချိန်ကလရင်ကောင်းကင်မှာနေရယူပြီးနေပြီဖြစ်တယ်မောင်တိုးနဲ့မောင်ဦးတို့လည်းအရက်မှုမှုနဲ့လှဲမောင်းလာခဲ့ကြတယ်အိမ်တိုင်းရွာအထွတ်တင်းညိုင်အနားကိုရောက်တော့အတော်လေးကိုမောင်းနေခဲ့ပြီကိုကြီးအောင်မောင်းနေတော့မိတို့ထွန်းကြမလားဗျမထွန်းပါနဲ့ကွာဒီလမ်းนี่ဆိုတာငါတို့မျက်စိမိတ်ပြီးတွိုင်းအောင်မှရပါတယ်ကွာမောင်ဦးစကားတိုင်းမဲ့နွားလေးကိုဆက်ပြီးမောင်းလာကြတယ် ။တင်းချိုင်းကိုဖျက်ကျော်ပြီးတော့အရှိမလူတယောက်တားနေတယ်ဗျ။မောင်နေတော့လဲလာရောင်ကြောင့်မြင်နေရတယ်။လူရောဟုတ်ရဲ့လားကွာ။အင်းနှိုင်းရွာတင်းချိုင်းကအရှောက်လန်းဟာပေါ်တယ်ကွာ။မသိဘူးလေဗျ။နေနေနေငါသွားမယ်။မောင်အုံးကဝရင်တို့ကိုယူလို့နွားလေးပေါ်ကခုန်ဆင်းလိုက်တယ်။မောင်တို့လည်းနွားလေးကိုရက်လို့မောင်အုံးနောက်ကနေအတူတူဆင်းလိုက်ခဲ့တယ်။ဟေးဘယ်ကောင်လဲကွာ။မောင်အုံးကဝရင်တို့ကိုရွယ်ပြီးတော့မေးလိုက်တယ်။နွားလေးကိုတားနေသူက ခါကြီးကိုကုံ၍အရက်အရက်တောက်ရှင်လို့ထိုအတန်ဝါးဝါးကြီးနဲ့ပြောလိုက်တယ်။လာရောင်အောက်ကထိုလူရဲ့သွားမဲမဲကြီးများနဲ့ရုပ်ရင်တွင်ပြင်ကကြောက်စရာကောင်းနေတယ်။နမဘေးတဲ့ရအရက်လာတောင်းနေရလို့ဒါပဲရမယ်ကွာ။ဖုန်ကနေခွက်ကလေးနေအောင်အမလေးပြအမလေးဟမ်မအောင်ရဲ့ဝရင်တုတ်ကအတီးခံရလို့အမလေးပြလို့ဩကနေရပါလေလဲကြသွားတယ်။မောင်တို့မှာမောင်အုံးကိုတားချင်လို့မရလိုက်ပါ။ကြောင်အမ်းပြီးတော့ကြည်နေပြီတဲ့ တတိဝင်လာချိန်မှာတော့ကိုကြီးအောင်ကိုကြီးအောင်လုံမဲလက်လုံကုန်မဲမင်းအတာနေစမ်းပါမောင်တို့ရဒီလိုတရေမျိုးဆိုတာဆုံးမပေးရတယ်ကွာဘွားမိတ်ဆင်းရဲ့တားရေးကွာဘာမှန်နေလေထို့သူမောင်အောင်ကလေးတန်းမမနဲ့အာကျေအာကျေအော်ပြောလိုက်တော့မောင်အောင်ရိုက်ချက်ကြောင့်မြေမြေပေါ်မှာတအီးအီးညင်းညူနေတဲ့ထွက်ပေါ်လာတယ်ဟာဒါလူပြတရေမဟုတ်ဘူးမောင်တို့ကဝင်ပြောလိုက်တော့မောင်အောင်ကလည်းအမူးပါပြေးသွားပြီးတော့ဟေးထို့သူပြောကမြေပြင်ပေါ်ကလူကိုတေချာငုံကြည့်လိုက်တော့ ဟာကိုယုံတေချာကြည့်ပါအောင်ဗျာဒါတည်ရဲမဟုတ်ဘူးနေကင်းတော့ကကျုပ်တို့တွေ့ခဲ့တဲ့ဘိုးအောင်ထွန်းဆိုတဲ့လူဗျာဟာတော့ပြီဟေးအခုမှပဲလက်မနီတော့နဲ့ဒီလူကြည့်ရတာကိုကြီးအောင်ရိုက်ချက်လောက်ခေါင်းကွဲသွားပြီထင်နေဗျာလာဗျာမထူလိုက်ကျုပ်တို့ရောပြန်ပြီးတော့တည်သွားမှဖြစ်မယ်အေးအေးအေးပါကွာမောင်အောင်လည်းကြောက်ကြောက်လန့်လန့်နဲ့ဘိုးအောင်ထွန်းကိုမောင်တိုးနဲ့အတူတူတွဲပြီးတော့လဲပုံတင်လိုက်တယ်နွားလေးကိုအင်တန်းရွာတဲ့သူအတော်နှင်၍စေးစရာအိမ်သူရှားတယ် ဆေးစရာအိမ်ကိုရှားမိဆေးစရာနဲ့ဘိုးအောင်ထွန်းကိုပြနေတဲ့အချိန်ကျော်စန်းတို့ရွာသားတွေကိုအပြေးရောက်လာခဲ့ကြတယ်ဘလို့ဖြစ်ကြတာလဲကွာမပြောချင်ပါဘူးကွာပြောပါမအောင်ရဟိုမှာဘိုးအောင်ထွန်းမိမဟာထမင်းဆွဲပြီးတော့လိုက်လာပြီကွာထိုကကြမှာမအောင်လဲဖြစ်သမျှကိုရှင်းပြလိုက်တယ်အေးကွာမင်းတို့နဲ့မှဖြစ်တတ်ပါပြီတယ်ဟေးငါလင်ကိုရိုက်တဲ့ရွာသားတွေနင်တို့မကျေနပ်ဘူးဟဲ့တေရွာကလာပြီးတော့ငါလင်ကိုရိုက်ရဟဲလို့ဒေါ်မိသိန်းကတောင်းညံ့တယ် သူ့ယောက်ျားဘိုးအောင်ထွန်းကတော့ခေါင်းမှာစေးဒီစီးထားတာငူငူကြီးကိုထိုင်နေတယ်။တကြီးဘလို့လှုပ်ပေးမလဲပြောတင်းတို့ကိုကြုံမကြည့်နဲ့ဘူးဟဲ့မိသိဒါသူတို့အမှားမဟုတ်ဘူးဟဲ့နေလင်ကိုတိုင်းတရေလိုလိုဘာလိုလိုနဲ့တင်းညိုင်းနားမှာတွားနေနေတာနေလင်မှားတာပဲမိသိကိုဒါမျိုးပြောလို့မရဘူးတကြီးကြုတ်တောင်းမရိုက်ရက်တဲ့ကြုတ်လင်ကိုတင်းတို့ကရိုက်ရတယ်လေဒေါ်မိသိကိုဘသူမှပြောလို့မရဖြစ်နေတယ်မောင်ကတော့မျက်နှာငယ်လေးနဲ့ထိုင်နေချတယ် ဒါဆိုရင်လဲတောင်းထွန်းရွာကတကြီးဥနောင်ချို့ကိုပဲခေါ်ရတော့မှာပေါ့လာကြစမ်းဟေ့ရွာသူတို့ဥဖိုးမန်ကရွာသားတွေကိုခေါ်လိုက်တယ်တောင်းထွန်းရွာကတကြီးကိုအချိုးအချောင်ပြောပြကခေါ်ဖို့အတွက်ရွာသား၃ယောက်ကိုလွှတ်လိုက်တယ်မောင်တိုးနဲ့မောင်အုံးကလည်းခေါင်းကြီးငုံလို့စိတ်ပြက်လက်ပြက်နေထိုင်နေတယ်ဘာမှစိတ်မငြင်းကြပါနဲ့ကွာမင်းတို့ဒီအတွက်ငါရှင်းပြပါမယ်ဒီဒေါ်မိတန်းကလည်းအကျေကိုရှိတ်နိုင်လုံးပါလေဟုတ်ပါကွာဒီမိန်းမတော်တော်ဆိုးတယ်ရွာသားတွေကတော့ မောင်တိုးတို့အားအပိတ်နေကြတယ်အတော်လေးကြာတော့နွားလေတစီနဲ့ရွာတကြီးဥနောင်ရှူကရောက်ရှာလာခဲ့တယ်အရှင်ကလည်းတကောင်ရန်ရှင်ပင်ရောက်နေပြီဖြစ်တော့လေရွာသူရွာသားတို့ချို့နေမောင်တိုးတို့ဟူခင်းနေတဲ့ရွာသားတွေဟာအိမ်တို့ပင်မပြန်ရသေးပါတကြီးဥပုံမှန်ကလည်းသူ့ရဲ့အိမ်ဝိုင်းထဲမှာမိတို့များတေးချစွာထွန်းပေးထားကြတယ်ဟောဗျာဘွားလေးလိုက်လာတာပဲအချိန်မတော်ကြီးဗျာဒီအချိန်ကိုလိုက်လာရလားဗျာတကြီးဥပုံမှန်လည်းလဲပေါ်မှာဆင်းလာတဲ့ဘွားမင်းစင်ကိုပြောလိုက်တယ် တကြီးဥပမှန်တန်ကြောင်မောင်ပတိုးတို့လည်းမော့ကြည့်လိုက်ကြတော့ဘွားမိန်စီကိုမြင်တော့မျက်နှာငယ်လေးနဲ့ဖြစ်ကုန်ကြတယ်မလိုက်လို့ဘယ်ဖြစ်မလဲကွဒါဘွားသားတွေလေမောင်ရင်ရဲ့မောင်တော်ချူကလည်းမင်းအတိုင်းပဲအကျိုးအကြောင်းလေးလာပြောပြီးမလိုက်ဖို့ပြောပါလေကွကဲပါကွတဖက်ကဘလို့ဖြစ်ချင်တာလဲတော့ဟဲ့မိတန်းလာဘွားခေါ်နေတယ်လာခဲ့တကြီးဥပမှန်ကဒေါ်မိတန်းကိုခေါ်လိုက်တယ်ဒေါ်မိတန်းဘွားမိန်စီကိုမြင်တော့ ချို့တို့ချန်တဲ့ဟန်နဲ့ဒီဒီကလေးတွေဟာဘွားဘွားဘွားသားတွေလားတော်ဟုတ်တယ်လीနေမသိဘူးလားဟောကျုပ်ကျုပ်မသိလို့ပါတကြီးရဲ့ဟောဗျာဒီတရွာလုံးသိတယ်နေမဲမသိတာကဲပါကွာဘွားသားတွေဆိုပေမဲ့လေသူတို့တွေကမှားတဲ့အတွက်ဘွားကပဲညှိကျင်နေအောင်ဘာလုပ်ပေးရမလဲအဲ့ဒါကပြောမှသာပြောလေအမိတန်းရဲ့နေမဲဆော့ဆော့ကမကျေနပ်ဘူးဆိုဟမ်ဘွားသားတွေမှမသိလို့ကျုပ်ကဒေါသထွက်မိတာပါတော့ အခုလိုမျိုးတိတော်စေဘွားကလေရော်ပေးရင်ပဲကြုတ်ကျင်တတ်ပါပြီဟာဒါမ ्या ဟာလေရပါလေဟာနင်းရလေတော်တော့အကျေချက်နေရပဲတကြီးဥဖုမန်ကဒေါ်မိတန်းကိုမကြည်မနဲ့နဲ့ပြောတယ်ကဲရော့ဒါဆိုရင်ညီးကျင်တတ်လားဘွားမေစင်ကသူ့ရဲ့ရှီလွဲအိတ်ထဲကငွေဆက်ကူတချို့ကိုထုတ်လို့ဒေါ်မိတန်းကိုပေးလိုက်တယ်ဒေါ်မိတန်းကလည်းငွေဆက်ကူကိုယူပြီးတော့ကျင်းနေပါပြီထို့သူပြောက မောင်တိုးနဲ့မောင်အောင်လည်းမြည်တိစကားမှမပြောရဲကြ ကိစ္စပြီးပြီဆိုရင်ဘွားတို့လည်းပြန်တော့မယ်ကွယ်မောင်ရင်တို့တွေပဲဘွားလိုက်ခဲ့တော့မယ်ဘွားမေစင်ကမောင်တိုးတို့လဲနေပဲအတူလိုက်ခဲ့သလိုတကြီးဥနောင်ချိုလည်းလိုက်လာခဲ့တယ်လာစင်ကနွားလေးကိုအရင်ပြန်နှင့်ဈေးခဲ့တယ်မင်းတို့ကောင်းနေကွာပျော်လို့တောက်တာတော့တောက်ပေါ်အခုလို့ပြက်နာရှာတာတော့ငါလုံးဝမကြိုက်ဘူးရွာရောက်တာနဲ့မင်းတို့ကိုအပြစ်ပေးမှရမယ်ငါအိမ်က၆ပေါက်တုံးကတော့မင်းတို့အတွက်ဖြစ်နေပြီပေါ့ကွာတို့တို့အပြစ်လူကလက်ခံပါတယ်တကြီးကြီး နောက်ပြီးတော့ဘွားကိုလည်းတောင်းပန်ပါတယ်ဒါကကြုံမားတဲ့အမားပါမောင်တိုးနဲ့ဘာမှမဆိုင်ပါဘူးဗျာဘွားကနားလေပါတယ်လူငယ်တွေပဲဒီလောက်တော့ဖြစ်တတ်ပါလေကွယ်ဘွားစိတ်လည်းမစိုးပါဘူးမောင်ရင်တို့အထွတ်လှုပ်ပေးတင်တာလေးကိုလည်းလှုပ်ပေးယုံနေမှာဘွားမေစိန်ကခွင့်လွတ်တယ်ဆိုရင်မောင်တိုးမှာဝမ်းသာသွားတယ်တိုးတော်လည်းတကြီးဦးနောင်ချိုကအဖြစ်ပေးဖို့လဲခံရပေုံးမယ်တကြီးဦးနောင်ချိုကကျွန်းသားနဲ့လှုပ်ထားတဲ့ရှောက်ပေါက်တုံးကြီးကလည်းသူတို့ကိုစောင့်ဆိုင်းနေမှာဖြစ်တယ် ရောက်ပေါတုံးဆိုတာကလည်းအများနားလည်အောင်ပြောရရင်ထိတ်တုံးပါရွာကိုအုပ်ချုပ်တဲ့တကြီးတိုင်းလူလူမှာ၆ပေါတုံးကရှိတယ်ရွာမှာရှိတဲ့စိုးသွန်းတဲ့လူစုလူမိုက်တွေကို၆ပေါတုံးမှာခတ်ပြီးအပြစ်ပေးကြတယ်အခုလည်းတရဲနဲ့လူနဲ့မကွဲလို့မှားရိုက်မိတဲ့အပြစ်ကြောင့်မောင်တိုးနဲ့မောင်အုံးတို့၆ပေါခတ်ခံရအောင်မေအပြစ်ပေးခံရခြင်းကိုဘွားမေစင်ကဘာမှဝင်မပြောပါရွာရောက်တာနဲ့ဘွားမေစင်အိမ်တို့အရင်ဆုံးနွားလဲနဲ့လိုက်ပို့ပေးတယ်ပြီးမှတကြီးဥနောင်ချူအိမ်စီတို့ပြန်လာခဲ့ကြတယ် မင်းတို့ကောင်းနေရတီညဒီမှာပဲအိပ်ပြီးတော့မနှက်ပြန်ကြရင်ရွာကရေမြောင်းတွေကိုဆဲဖို့အတွက်ပြင်ထားကြဟုတ်ကဲ့ပါတကြီးရဲ့စိတ်ပြက်လက်ပြက်ကြီးနဲ့တကြီးဦးနှောင်ချိုကိုဖြေးလိုက်ကြတယ်တညာလုံးရှင်ကြိုက်ခံလို့မတက်မတာအိပ်ရသလိုမိုးလင်းတာနဲ့ပေါက်ပြားကိုယူလို့မြောင်းဆယ်ရပေအောင်မယ်အခုတင်ဆက်ပေးခဲ့တဲ့ဇလန်းကတော့စာရေးသူရီမင်းကန့်မလို့ရေးသားထားတယ်ဘွားမယ်စိန်နဲ့ တင်းញိုင်းထိတ်ကလူဆိုတဲ့ဇလန်အစအဆုံးပဲဖြစ်ပါတယ်ခင်ဗျာ နောက်နေပါလေကျွန်တော်ရဲ့ channel တွေကနေစိတ်ဝင်စားဖို့ရာဇလန်ကောင်းများစွာကိုနေ့စဉ်နေ့တိုင်းတင်ဆက်ပေးသွားအောင်မှာမို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာနားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ